အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့ကွယ်ကာမဆာမှုရိပ်အောက်မှာအားလုံးနေကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ် မနက်ခင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေတင်နေမီတာစုအိန္ဒူအိန္ဒာအယောက်စီတိုင်းကိုထောက်ရဘုရားကောင်းကြီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြားနာနေတဲ့သူတွေစေယုံစေခန်းတွေမှာရောက်နေတဲ့သူတွေဘဝအတ္တထဲမှာခက်ခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားသခင်ကအလေးအမြတ်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်ခဲပြဿနာအမျိုးမျိုး ုကနေလွမြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါနဲ့ရှလောအားလုံးပေါ်မှာသာရဘုရားထံမှလာတော်ငိမ့်တဲ့ခြင်းတက်ရောက်ပါစီဘုရားကြီးရဲ့အကျိုးစုတော်တက်တဲ့ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ20ရက်နေ့ကိုရောက်ရှိလို့လာပါပြီဒီနေ့ထီတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားကြီးရဲ့အကျိုးစုတော်ပေါင်းကိုချီးမွမ်းပါလေ ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွာဆင်ကျင်ခွာယူရမယ့်ကျမ်းပိုက်ကတော့ Corinth to Owara စာဒုတိယဆောင်အခန်းကြီး၄အပိုင်ငယ်16ဖြစ်ပါတယ်။ထို့ကြောင့်ငါတို့ဒီအာရော့စိတ်ပြည့်ခြင်းနဲ့ကင်းလွတ်ကြ၏။ငါတို့ဤပြင်လူဒီဖောက်ပြန်ပျက်စီးခြင်းတို့ရောက်တော်လဲအတွင်းလူမှုကတစ်နေ့ထက်တစ်နေ့ပြုပြင်ခြင်းကိုခံရ၏။အပြင်လူဖြစ်တဲ့ဇာတိလူကတည့်ရပြီးတည့်ရအမျိုးမျိုး ဖောက်ပြန်ပြက်စီးခြင်းကိုကြုံတွေ့ရတယ် သို့တော့စိတ်ပြက်စရာမလိုဘူးလို့ကျန်းစာကပြောပါတယ်အပြည့်လူရဲ့ချိုးဖဲ့ခြင်းနာကျင်ခြင်းခံရခြင်းတွေကတည့်ရဲ့အသွေးလူအတွက်ဖြစ်တယ်လို့ အတွင်းလူကိုပုံတွင်းပြုပြနေခြင်းဖြစ်ပါတယ်မောရှေကိုမိဒရန်တော်ထဲမှာနှစ်ပေါင်း40ကြာအောင်ဘုရားခင်ကပုံတွင်းပြုပြင်ပြီးလေ့ကျင့်ပေးခဲ့တယ်မောရှေရှိကိုအလဲလာပြီးစကားပြောနှုတ်ဆက်မဲ့တငယ်ချင်းတွေတောင်မရှိလောက်အောင်အထီးကျန်ခြင်းတွေနဲ့မောရှေတယောက်တည်းဖြတ်တန်းရတဲ့အချိန်ကာလဖြစ်ပါတယ်ထို့အတူပဲတမန်တော်ကြီးရှင်ယောဟန်ကိုပတ်မှုကျွန်းကိုတသက်တကျွန်းပို့ခံလိုက်ရတဲ့အခါမှာတမန်တော်ကြီးရှင်ယောဟန်အနေနဲ့ဘလောက်တောင်အထီးကျန်မလဲသို့တော်အဲ့ဒီနာကျင်ခြင်း တွေအထီးကျန်ခြင်းတွေကြားတဲ့ကဗျာဒိတ်ကျမ်းကိုရေးသားခဲ့တယ်တခါတည်းကဘုရားခင်ကျွန်တော်တို့ဘဝအတ္တကိုပုံတွင်းပြုပြင်နေတဲ့အချိန်ချိုးဖဲ့နေတဲ့အချိန်တွေနာကျင်ပါတယ်အမှန်တကယ်မသိမြို့စရာအခြေအနေတွေဖြစ်ပါတယ်ဘယ်သူကမှမလို့ခြင်းမဖြတ်ခြင်းတဲ့ခရီးဖြစ်ပါတယ် တို့တော့ဧည့်သည်ယာသည်တစ်ခုကိုဖြတ်တန်းပြီးတဲ့အခါဖျားခရရဲ့ပုံသွင်းပြုတ်ပြင်းခြင်းတွေပြီးသွားတဲ့အခါလှစ်ကျင့်ခြင်းတွေပြီးသွားတဲ့အခါတင်ပေါ်အသက်တာကအရင်ဆုံးကနဲ့မတူတော့တဲ့စွမ်းအားအရေးချင်းတွေနဲ့ဖျားခရရဲ့ဘုံတော်ထင်ရှားခြင်းတွေဖြစ်ပေါ်လာမှာဖြစ်တယ်။ဓာတ်တော်တွေထက်မြက်လာဖို့ဓာတ်တွေးကြောင့်နဲ့ထိတွေ့ပြီးပုတ်တိုက်တဲ့အခါမှာအမှန်တကယ်ဓာတ်ကျင်တာတွေရှိမှာပါ။တို့တော့ဓာတ်တွေးကြောင့်နဲ့ထိတွေ့ပြီးတပြေးပြေးနဲ့ဓာတ်တော်တွေကထက်မြက်လာခဲ့တယ်။တင်ကားဓာတ်ကောင်းတလက်ဖြစ်ပါတယ်။ ြဿနာတွေခက်ခဲမှုတွေအစမပြေခြင်းတွေနဲ့မကြာခဏပိုတိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်မှာတင်ကပုံမိုထက်မြက်လာဖို့ပုံမိုတောက်ပလာဖို့ဘုရားခင်ကရည်ရွယ်ထားတာဖြစ်ပါတယ်။ဒါကြောင့်အခြေအနေတွေကိုကြည့်ပြီးတင်ကစိတ်ပျက်စရာမလိုဘူး။ကျမ်းစာကထို့ကြောင့်ငါတို့ဒီအာရော့စိတ်ပျက်ခြင်းနဲ့ကင်းလွတ်ကြ၏။ မျိုးစေ့ရဲ့အပြင်ပိုင်းဖြစ်တဲ့အခွန်ပုတ်ပြတ်သွားတဲ့အခါအတွင်းကအသက်ရှင်ပြီးရှင်သန်ခြင်းကိုစတင်တယ်မျိုးစေ့ရဲ့သဘောတဘာဝကမောင်မိုက်တဲ့အချိန်မှာအညောင်ပေါက်လေးရှိတယ်ဒါကြောင့်ကျွန်တော်တို့ကနန်းနံပင်ကျဲဆိုင်တော့မယ်ဆိုရင် နေခင်ဘက်မှာရေစိမ်းထားတဲ့အစေ့တွေကိုညမှာရေစွတ်ထားတဲ့အဝတ်ပေါ်မှာဖြန့်ကျက်ထားခဲ့တယ်နောက်နေ့မနေ့ရောက်တဲ့အခါမှာအညောင်တွေထွက်နေခဲ့တယ်တရားကြီးရဲ့သားသမီးတွေကဒီအတိုင်းပဲဖြစ်တယ် မောင်းပိုက်တဲ့ကာလကြက်တိခက်ခဲတဲ့ကာလစိတ်ခေါ်ချက်တွေများစွာရှိနေတဲ့အချိန်မှာပင်လျင်ရှင်သန်နေတဲ့မျိုးစေ့အဖြစ်ဘုရားကအပင်ပေါက်စေမှာဖြစ်တယ်။တီးများစွာတီးခြင်းအဖြစ်ဘုရားကရဲ့ဘုံတော်ကိုထင်ရှားစေမှာဖြစ်တယ်။ဇာတိအရာကဘုရားကရဲ့အလိုတော်ကိုဆန့်ကျင်ခြင်းဖြစ်ပြီးအပြစ်လူရဲ့ဖြစ်တည်ခြင်းအလုံးဖြစ်တယ်။ဒါကြောင့်တမန်တော်ရှင်ပေါလုကငါဆိုတဲ့ဇာတိကို နေတိုင်းကားတိုင်းမှာအတည်တက်ဖို့ တိုက်တွန်းနေခြင်းဖြစ်ပါတယ်ဇာတိကစန္ဒကိုအခြေခံတဲ့အခြေအနေကိုကြည့်တယ်ပတ်ဝန်းကျင်ကိုကြည့်တယ်မြင်ရတဲ့ရုပ်ဝါဒကိုအခြေခံပြီးလိုက်ပါစီမျောခြင်းဖြစ်တယ်ဒီအရာကဇာတိဖြစ်တယ်ဖျားကနံဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းဇလုံးသားထဲကနေတစ္ဆာရှိစွာကိုးကွယ်တဲ့သူဖြစ်စေခြင်းတယ်တုတ်တန်ကြံခန်းကြီး23ပိုက်ငယ်26မှာငါတာတစ်နှလုံးကိုငါအားပေးလို့တင့်မျက်စိတို့ဒီငါတွားတော်လမ်းကို ကြည့်မှတ်ပါစီ ဖခင်ကနှလုံးသားကိုတောင်းတယ်မျက်စိကယေရှုရဲ့ခြေတော်ရာကိုကြည့်ဖို့ဖြစ်တယ်လို့သခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့ရဲ့စံနမူနာဖြစ်တယ်ဆိုတာကိုနေတိုင်းမြင်တွေ့အသက်ရှင်ဖို့ဖြစ်တယ်ဇာတိစိတ်ရဲ့တက်မက်စရာတွေရှိလာတဲ့ချိန်တိုင်းမှာလက်ဝါးကားတိုင်းမှာငါသည်ခရစ်တော်နဲ့အတူအတိတ်ခံပြီးငါဆိုတဲ့ဇာတိစိတ်တွေအားလုံးခရစ်တော်နဲ့အတူလက်ဝါးကားတိုင်းမှာအတိတ်ခံခဲ့ပြီးပြီး ယခုရှင်သေးတဲ့အသက်ကသခင်ယေရှုခရစ်တော်နှလုံးသားထဲမှာအသက်ရှင်ပေးနေခြင်းဖြစ်တယ်။ဝန်ခံအသက်ရှင်ဖို့ဖြစ်တယ်။ဂလာတိဩဝါဒစာခန်းကြီး1အပိုင်ငယ်20မှာငါဒီခရစ်တော်နှင့်အတူလက်ဝါးကားတိုင်းမှာအသိခံပြီးတို့တော်လည်းအသက်ရှင်သေး၏ထို့တို့ဆိုတော့ငါဒီကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ကိုယ်ခန္ဓာ၌ယခုငါရှင်တော်အသက်သည် ဖျားကိတားတော်ကိုယုံကြည်ခြင်းအဖြစ်တည်၏တားတော်သည်ငါကိုချစ်၍ငါအဖို့ကိုကိုကိုစွန့်တော်မူ၏ခရစ်တော်ရှင်တဲ့အသက် ခရစ်တော်အုပ်ဆိုးထားတဲ့အသက်ရှင်ခြင်းဖြစ်ပါစေဖျားကိရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါれအားလုံးကိုဖျားကိအထူးကောင်းချီးပေးပါစေ ညီတော်ဘူးမောင်နေလည်းငါလမ်းပြောင်းမသွားတဲ့သူရာရေရာနဲ့ရောပီးရန်ရောင်မခံစားဘူးအကျုံးမဲ့ပြေးနေခြင်းမဟုတ်ဘူးရှင်တန်ခြင်းကကြောင်းမဲ့တော့မဟုတ်ဘူး အရှိမရှိတဲ့အကောင်းဆုံးပန်းတိုင်းငါကိုယ်တိုင်သိသူဘယ်သူမှဆွဲချလို့မရဘူးဘယ်လိုကြောင်နဲ့မှလည်းမချဘူးပုံပြမဲ့တီးမစခုခြင်းဘူး ာရသက်ရှင်ခြင်းသည်ရိတ်သိမ်းခြင်းသူငါတော့ကနေမဆိုင်ဘူးရှင်သန်အခနာတွတ်တော်မဟုတ်ဘူးထရဲ့နဲ့ဆိုင်နေသူထောက်ရတီရှင်နေသူမတိငဲတဲ့ယာများဆွဲလမ်းမနေပါဘူးအဆုံးရှုံးမခံဘူးလောက ညီတပ်ပြီးတွင်လူမြေမြန်ခိုင်ခနဲ့ ချမ်းမဲ့တော့မဟုတ်ဘူးအရှိမရှိတဲ့ကောင်းဆုံးပန်းတိုင်းငါကိုယ်တိုင်သိသူ yeah ဘယ်သူမှဆွဲချလို့မရဘူးဘယ်သူမှဆွဲချလို့မရဘူးဘယ်လိုကြောင့်လဲမလဲမကြဘူးဘယ်လိုကြောင့်လဲမလဲမကြဘူး ြမဲ့တီမဆုခုချင်ဘူး ရှင်တဲ့သူမတည်မြဲတဲ့ရာများဆွဲလမ်းမနေပါဘူး When in the bone ရှင်တဲ့သူကောင်းသောဖူတာရွေးယူငြိမ်သက်ပြီးတွေ့လူမြဲမြံခိုင်ခဲ့